ပေါ်တူဂီအသင်းကောင်းဆောင်တိုက်စင်မှုစီရော်နယ်ဒိုဟာကမ္ဘာဖလားချေဆဲပွဲတွေမှာဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ်42ဂိုးနဲ့စံချိန်တင်ခဲ့တယ်လို့သိရပါတယ်။စီရော်နယ်ဒိုဟာဟန်ဂရီအသင်းနဲ့2ဂိုးစီသင်ယူကြခဲ့တဲ့ကမ္ဘာဖလားချေဆဲပွဲမှာပေါ်တူဂီအသင်းအတွက်2ဂိုးစလုံးသွင်းယူခဲ့တာကြောင့်အခုလိုစံချိန်တင်နိုင်ခဲ့တာပါ။စီရော်နယ်ဒိုဟာဒီပွဲမတိုင်ခင်တုန်းကကွာတီမာလာတိုက်စင်မှုကာလိုရုစ်နဲ့အတူ39ဂိုးစီနဲ့ပိုးရရက်တည်နေခဲ့ပြီးအခု2ဂိုးအသာနဲ့စံချိန်တင်နိုင်ခဲ့တာပါ။စီရော်နယ်ဒိုဟာ2006ကမ္ဘာဖလားချေဆဲပွဲမှာ ပထမဆုံးကမ္ဘာဖလားခြေစစ်ပွဲအတွင်းကိုသွင်းယူနိုင်ခဲ့တာဖြစ်ပြီး2010ကမ္ဘာဖလားခြေစစ်ပွဲတွေမှာတော့ကိုသွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။သူ့ရဲ့ကမ္ဘာဖလားခြေစစ်ပွဲအတွင်းကိုမှတ်တမ်းကတော့2006ကမ္ဘာဖလားခြေစစ်ပွဲမှာ9ဂိုး2014ကမ္ဘာဖလားခြေစစ်ပွဲမှာ10ဂိုး2018ကမ္ဘာဖလားခြေစစ်ပွဲမှာ15ဂိုး 2022ခုနှစ်ကမ္ဘာဖလားခြေစစ်ပွဲမှာ6ဂိုး2026ခုနှစ်ကမ္ဘာဖလားခြေစစ်ပွဲမှာ9ဂိုးဖြစ်ပါတယ်။စီရိုနက်တိုဟာကလပ်နဲ့လေပြင်းစင်အတင်းအတွက်စုစုပေါင်း948ဂိုးသွင်းယူနိုင်ခဲ့ပြီးဖြစ်ပြီးသူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့သွင်းဂိုး1000ပြည့်မြောက်ဖို့52ဂိုးသာလိုပါတော့တယ်။